နန်းဆန်ကနေပြီးတော့ကျွတ်ကျွတ်ကြော်ကြော်နောင်ချိုအထိနေချဲ့နေတဲ့နေချဲ့သမားတွေပါစက်ကချစ်ရဆွဲမူလို့တုံးသွားတာမတန်မရနော်ကျမတို့တက်မလို့တက်မြို့လို့ပြောလို့ရတယ်ပြည်ဦးလင်ကိုတော်မှသူတို့ရဲ့ပလောင်ပြည်တင့်နေနေထဲမှာပါတယ်ပလောင်ပြည်ထဲမှာပါတယ်ဒါကြောင့်မို့လို့နောင်ချို ပြည်ဦးနယ်မွေးကုတ်ထီသူတို့တိမ့်မယ်ဆိုရင်ကျူးကျူးကြော်ကြော်မတတ်မရပြောနေတဲ့နေချိန်တွေကအခုကြတော့ဆက်ရကျွမှုလို့ပြောနေကြတယ်ဆိုတော့ပလောင်ငူနဲ့နောက်ချုံလို့ပဲစကားလှလာလေးတောင်းပါမယ်ဒီညမှာစစ်တပ်ကဖုန်ကြီးကြောင့်ဘုံကျဲတယ်ဆိုတဲ့ဟာတွေအဲ့ဒီဖုန်ကြီးကြောင့်ဘုံကျဲတယ်ထဲထဲမှာခမရတို့ဖိတ်ခေါ်နေတဲ့ပလောင်ကတည်ရလေလေဖွဲ့ကတာအိုက်ဖုန်ပါသားသေးလားတာအိုက်ဖုန်နေကောင်းကြမှာရဲ့လားဆိုတာသတင်းဆောင်လဲကြပါလို့ပဲကျွန်မကပြောစင်ပါတယ်အခုကျွန်မပြောတဲ့ရမပင် PDF ကနေပြီးတော့ဟီရိုတိုက်ကားဆိုတဲ့ PDF ဖွဲ့ကိုပြန်တက်ထားတာက2021တည်းကဖြစ်ခဲ့တာ အဲ့ဒီအမှုကိုမကျေနဲ့တဲ့အတွက်တခြားသောအဲ့ဒီဇာတိုင်းတိုင်းမှာအခြေချတဲ့ PDF ဆိုတဲ့အဖွဲ့ပေါင်း60ကျော်ကနေပြီးတော့ NUG ကိုဒီလိုဒီကြောက်ရှိပါတယ် NUG ကစစ်ဆေးပြစ်ပေးပါဆိုပြီးတော့အတနာခန့်စားတင်ပြီးတိုင်ကြားခဲ့တာ2020တထဲကတိုင်ခဲ့တာအခု2025ရောက်နေပြီအာနာရှင်ကိုအလိုမရှိပါဘူးအာနာရှင်စနစ်ကိုတိုက်ဖြတ်ပါလေဆိုတော့ NUG ကိုယ်တိုင်ကအာနာရှင်ဖြစ်နေပြီးတော့ NUG ကိုယ်တိုင်ကအတနက်အားကိုနဲ့ကြီးနိုင်ငင်းလုပ်နေတယ်မဟုတ်ပါဘူးလို့ညှိနေတယ်လို့ရှိရင်ရှေ့ထွက်ခဲ့ပါကျွန်မစင်ခေါ်တယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ထက် NUG ကသာအာဏာရှင်စစ်ဖြစ်ကြောင်းနောင်ကြိုးစာတင်တိုက်ဘုံကျဲမှုနဲ့ဆက်ဆက်ပြီးမပူးတူပြပြလာတဲ့ရုပ်တံနဲ့အတူကိုကန့်တသားတူဦးရန်တန်းပစ်ခတ်မှုကြောင့်ခီးသွွားပြည်သူတူဦးထိခိုက်ဒဏ်ရာရလာရှိုးသိန်းနီနှင့်ကုတ်ခိုင်မျိုးများတွင်မိုဘိုင်းကြဖြတ်အပါအဝင်လောင်းကစားရုံများလာတဲ့ထူးခြားသတင်းတွေနဲ့ပါတင်ဆက်ပေးလိုက်ပါရစေ။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့နယ်နန်တွန်ကြီးရွာအုပ်စု နန်ဟူကျေးရွာ73မိုင်တွင် ကိုကန့်တတတူဤရန်တန်းပစ်ခတ်မှုကြောင့်ခီးသွွားပြည်သူတူဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းခီးသွွားပြည်သူတူဦးကယနေ့တရင်ပေးပို့လာပါသည်ယခုရက်ပိုင်းအတွင်းတီပုံးမြို့နယ်ရှိကိုကန့်ကိုကန့်တပ်ဖွဲ့ဝင်များစုကိုကုတ်ခိုင်မြို့ပြင်နွားချံသို့ပြောင်းရွှေ့နေကြောင်းစစ်ရေးတရင်ရင်းမြစ်တခုကပြောဆိုထားသည်ကိုကန့်ထိမ့်ချုပ်ထားသည့်လာရှိုးမြို့အပါအဝင်တိန်းနီနှင့်ကုတ်ခိုင်မြို့များတွင်မိုဘိုင်းကြဖြန့်နှင့် လောင်ကစားရုံများကိုမိုဖွင့်လစ်လာနေကြောင်းဒေတာခံများကပြောဆိုနေကြပါသည်မင်္ဂလာပါကျွန်တော်မပြုထုံးပါသေးပါရှင်ဒီနေ့နောက်25ခုနဲ့မက်ရှလာ16ရက်နေ့ဖြစ်ပါတယ်နာမည်လေးကလာတယ်ပလောင်ငူတဲ့နောက်ချူတဲ့နောက်ချူကိုကိုရဲတက်ခတ်မှုနဲ့ပတ်သက်လို့ပလောင်နေကစားထုတ်တယ်စစ်တပ်ကကိုမင်းဆွေးနွေးပွဲမှာသူတို့ကိုဖိအားပေးခြင်းတဲ့အတွက်အခုလိုမျိုးဖုံးကျဲနေတာဖြစ်တယ်တဲ့ဒါကြောင့်မင်းတို့လည်းနောက်ချူမှာဘုံကြီးเจ้าကိုဘုံကျဲလို့ဆေးရဆွေးမှုမျိုးရောက်ပါတယ်သူတို့ဒီလိုပြောတယ် နော်ဒီလိုမျိုးပလောင်ဘုံကိုမအားပြီးကြုံခံနေတယ် NUG ကလည်းပြောတယ်ဟာစစ်တပ်ကနောက်ချိုးကိုဖုံးချတာဆွေရအောင်ဆွေးမှုမြောက်လို့မြန်မာစစ်တပ်ကိုအရေးယူပေးပါဆိုပြီးတော့နိုင်ငံတကာကအတနာခံနေတာရှိတယ်ကိုနန်းဆန်ကနေပြီးတော့ကျူးကျူးကြော်ကြော်နောင်ချိုထိနေချဲ့နေတဲ့နေချဲ့သမားတွေပါစက်ကစီရဆွေးမိုးလို့တောင်းပါတယ်။မတန်မရ။နောက်ကျမတို့တက်မလို့တက်မြို့လို့ပြောလို့ရတယ်။ပြည်ဦးလင်ကိုတောင်မှသူတို့ရဲ့ပလောင်ပြေးတင်နေနေထဲမှာပါတယ်။ပလောင်ပြေးထဲမှာပါတယ်။ဒါကြောင့်မို့လို့နောင်ချို ပြည်ဦးလွင်မိုးကုတ်တီတို့သိမ့်မယ်ဆိုရင်ကျွတ်ကျွတ်ကြော်ကြော်မတတ်မရပြောနေတဲ့နေချေတွေကအခုကြတော့ဆက်ရသွင်းမှုလို့ပြောနေကြတယ်ဆိုတော့ပလောင်ငူတဲ့နောက်ချုံလို့ပဲစကားလှလာလေးတောင်းပါမယ်ဒီညမှာအစ်တက်ကဖုန်ကြီးကြောင့်ပုံချဲတယ်ဆိုတဲ့ဟာဒီအဲ့ဒီဖုန်ကြီးကြောင့်ပုံချဲတယ်ထဲထဲမှာခမရတို့အဖေခေါ်နေတဲ့ပလောင်ကတည်ရလေလေဖွဲ့ကတာအိုက်ဖုန်ပါသားသေးလားတာအိုက်ဖုန်နေကောင်းကြမှာရဲ့လားဆိုတာသတင်းစုံနေကြပါလို့ကျွန်မကပြောချင်ပါတယ်အဲ့ဘုကအမနေ့ကမီဒီယာတို့ခုမှမြန်မာနောက်မှာဒေါ်စမာဒေါ်စမာအောင် မှာပါသူပြောရလဲဆိုတော့မြန်မာပြည်မှာစစ်အာဏာရှင်စနစ်အပါဝင်ဘယ်အာဏာရှင်ကိုမှသူတို့နေရာမရချေချင်ဘူးလေဆိုတော့မြန်မာပြည်မှာသူတို့အာဏာရှင်ကိုအလိုမရှိဘူးပေါ့လူချားကောင်ပြောသွားတာနေပေါ်နေပိလူပိကြိုက်နေပြောသွားတာခင်ဗျားတို့ကိုပူပူနွေးနွေးလောလောလဲလဲဥပမာတစ်ခုပြောပြမယ်ဖြစ်စဉ်တစ်ခုပြောပြမယ်အဲ့ဒါဘာလဲဆိုတော့အခုပြီးခဲ့တဲ့73ရက်နေ့ကပြည်မနာစစ်ကြောင်းကဗဒက်ခေါင်းဆောင်တော့တာမဲဗဒက်မဟုတ်ဘူးပြည်မနာစစ်ကြောင်းကစစ်ကြောင်းမှုဆိုတဲ့ဗဒက်ကိုဆိုင်ကို KLL လေးက တွေ့ဆုံဆွေးနွေးမယ်လို့ခေါ်ပြီးတော့အနုနီးနဲ့အချိုးတက်ချော့ခေါ်ပြီးတော့ရဲရဲဆက်ဆက်ညှင်းပန်းနှက်ဆက်ပြီးတပ်ပလိုက်တယ်။ပြင်မနာဆက်ချောင်းဆိုပေမဲ့နေပြီးတော့မှရှိတာလည်းမဟုတ်ပြင်မနာမှလည်းရှိတာမဟုတ်သူ့ဘာလို့တော့နာမည်ပေးထားတာအမှန်တကယ်တော့ကြားပြီနေတဲ့မှာကြုံခံနေကြတာ။နော်အဲ့ဒီတော့ကိုအဲ့ဒီကြားကတော့ကရင်ပြည်သက်ပါတီကရင်ပြည်သက်တော်မှာ KLN လေးဆိုပြီးတော့သူတို့ကနေပြီးတော့ရဲရဲဆက်ဆက်ညှင်းပန်းနှက်ဆက်ပြီးတပ်ဖြစ်လိုက်တယ်။ဒီကိစ္စပေါ်မှာအဲ့ဒီပြင်မနာဆက်ချောင်းဆိုတဲ့ဖွဲ့ကစားထုတ်တယ်။ စ်သုံးရက်နေရာစားထုတ်တာဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တူတို့ဘောနော်၃ရက်အတွင်းမှာတာဝန်ယူဖြည့်ရှင်းပေးပါဆိုပြီးတော့တာဝန်ယူဖြည့်ရှင်းပေးရမယ်ဆိုပြီးစားထုတ်တယ်အခုဆိုရင်၃ရက်ကျော်ပါပြီ၁၃ရက်နေကဖြစ်တာဒီနေ့၁၈ရက်ဆိုတော့၅ရက်တောင်ဖြစ်သွားပြီဒီလိုမျိုးပြင်မနာစစ်ကြောင်းကအဲ့ဒီလိုမျိုးစာထုတ်တဲ့ပုံမှာအုံရံအတွင်းမှာဖြည့်ရှင်းပေးပြီးတော့ပြေဝတာဝန်ယူပေးဖို့ဆိုပြီးတော့စာထုတ်တဲ့ပုံမှာ KNL ကဘာလိုမျိုးတုံ့ပြန်လိုက်တယ်လေဒီပုံမှာကအန်နူဂျီကဖာအတန်းထွက်တယ်လေ မြမပြည်မှာဘယ်အာဏာရှင်ကမှနေရာမရချေချင်ပါဘူးဆိုတဲ့ဒေါ်စဲမအောင်တို့အန်နူဂျီဖွဲ့ကအခုတို့အန်နူဂျီလောက်မှရှိတယ်ပြင်မလာစစ်တောင်းမှုကို KLA တွေကအနုနီးနဲ့အချိုတဲ့ချော့ကော်ရေးရဲဆက်ဆက်နှိပ်ဆက်ပြီးတတ်လိုက်တဲ့ကိစ္စပေါ်မှာပါတန်းထွက်လေတကယ်ဆိုရင်ဟာဟဲ့အောင်မင်းတို့ဒီအာဏာရှင်မလုပ်အောင်ငါတို့ကဒီမိုကရေစီတက်ခင်ဗျားတို့ပြောတယ်လို့ဒီမိုကရေစီတက်တိုက်ပွဲဝင်တာဖက်ဒရယ်ပြည်ထောင်စုကိုသွားမှာတိုင်းရင်းသားဒန်းတို့ခွင့်ကိုသွားမှာအခုလိုမျိုးကြီးနိုင်ငံညင်အာဏာရှင်လုပ်နေတာကိုလက်မခံပါဘူးဒီကိစ္စကို KLL အနေနဲ့တာဝန်ယူဖြေရှင်းပေးပါဆိုပြီး NUG ကပြောရမယ် ဒီပေါ်မှာအန်ယူဂျီပါတန်ထွက်တယ်။ကျမမင်းမင်းကျမမင်းမင်းတောင်ဝင်မှုတောင်ဝင်ခံမှုပါရှိတယ်။တခြားတော့နော်ဒီမိုကရေစီရဲ့တကြွလှုပ်ရှားတဲ့အဖွဲ့ပါလို့လူခင်ရဲ့တကြွလှုပ်ရှားတဲ့အဖွဲ့ပါလို့အမှန်တရားဘက်တော်သားပါဆိုရင်ဘာအဖွဲ့ညာအဖွဲ့ဘာညာအဖွဲ့ရဲ့ကောအခုလူမျိုး KLL ရဲ့အာနာရှင်လူမျိုးအာနာဟာတနက်ပြောင်းသွားမှလာတယ်ကြီးနာငင်းကြီးလုတ်တဲ့ကိစ္စကိုဘာအတန်ထွက်ကြတယ်လေ။အဲ့ဒါပကတိရှိတရားပဲ။ KNU KND ကိုဆိုလဲဒီလိုပဲเนาะ KNU KND ကနေသားများတို့တွေမှတ်မိရရအဲ့ဒါ2021တည်းကဖြစ်ခဲ့တဲ့ကိစ္စ2021တုန်းကအဲ့ဒီမြောက်ရီခိုင်နေမှာလန်ဒရာပြုတ်ပြင်နေတဲ့စောက်လို့ရင်အင်ဂျင်နီယာဖွဲ့ဖို့ KND ကနေသားများတို့ကဖမ်းပြီးတော့တတ်လိုက်တယ် တယောက်နဲ့ယောက်ကိုဖမ်းတာမဟုတ်ဘူးလူ90ကျော်ကိုဖမ်းဆီးပြီးတော့နော်လူ90ကျော်ကိုဖမ်းဆီးပြီးတော့အဲ့ထဲမှာပါတယ်စောက်လူကြီးအလုတ်သမားယောက်ျား25ယောက်ကိုတခါတယ်ညစံတခါတယ်ညင်းပန်းနှိမ့်ဆက်ပြီးတနေရာထဲမှာတပြိုင်တည်းတက်တယ်ကျန်တဲ့25ယောက်ဒီအမျိုးသမီးနဲ့ကလေးတငယ်တွေဖြစ်တယ်အဲ့ဒီအမျိုးသမီးနဲ့ကလေးတငယ်တွေဒီနေ့2025ချီဘာတမ်းမှမကြရဘူးဒီပေါ်မှာလေအခုတော့မြမဒီမှာဘယ်လိုအာနာရှင်ကိုမှနေရာမရစီချင်ပါဘူးဆိုတော့ဒေါ်စင်မအောင်တို့ဘာအတန်မှမထွက်ရဲကြဘူးသူတို့ဒူးတုံအောင်ကြောက်ကြတယ်ဖိင်ပိတ်ပြီးခေါင်းငုံနေကြတယ်ခင်ဗျားတို့မှပြောရတဲ့တတ်တွေမရှိကြဘူး နော်ဒီပေါ်မှာအမတ်တရားပတ်တော်သားပါဆိုတဲ့လူတွေဒီမိုကရေစီအဖွဲ့အရက်ဖက်ဖွဲ့ဘာဖွဲ့ညာဖွဲ့ဘာညာဖွဲ့ဖဲကောင်ဖဲကောင်မှမှာပါတမ်းမှမထွက်ကြဘူးတကယ်လို့များဒီဖြစ်စဉ်ပေါ်မှာ NUG ကဟာ KNU ဒီလိုမျိုးအာဏာရှင်မလုပ်ရဘူးဒါကြီးနိုင်ငံကြီးလုပ်တာပဲဒါကလည်းနဲ့ကိုင်းတိုင်းကျင်တာပဲဒီလိုမလုပ်ပါနဲ့ဆိုရဲကန့်ကွက်ရှုတ်ချတဲ့အတန်ထွက်ခဲ့တယ်ဆိုရင်ကျမတို့တတိပြကျမစိန်ခေါ်တယ်ကျမကနော်တခြားပြောနေတာပလောင်နေဟိုကိုကန်နေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒါကိုမပြောဘဲနဲ့အနည်းဆက်ဆုံး ကရင်နဲ့ကရားကိုပြောတာဘာကြောင့်လဲဆိုတော့အဲ့ဒီကရင်နဲ့ကရားက KNU နဲ့နော် KNU KNDO နဲ့လက်ရှိကရားနဲ့ကသူတို့ပြောတဲ့အမှုချိနာမဟာမိတ်လို့သူတို့ပြောတာပထမဆုံးပြောတာမြန်မာတိုင်းငလုံးမှာဖက်ဒရယ်တက်မတော်တည်ဆောက်မယ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဒါပေမဲ့သူတို့မှာဖက်ဒရယ်ချတာမရှိဘူးဖက်ဒရယ်အဂရီမန့်မရှိတဲ့ခါကျတော့ K3C လို့ပြောတယ်နော် K3C ဆိုတာကချင် KIA ကရားကရင်ချင်းဆိုပြီးပြောတယ် နော်ဘသူကပြောတာလဲဆိုတော့အန်ယူဂျီကတမနာဒိုးဝါလက်ချီဝါကပြောတာဒါပေမဲ့ KIA ကအဲ့ဒီဖွဲ့ထဲမှာငါတို့မပါဘူးအန်ယူဂျီနဲ့ငါတို့ကဖက်ဒရယ်ထဲမှာသဘောတူညီချက်မလုပ်ပါဘူးလို့ KIA ကဗိုလ်မှူးကြီးလော်ဘုံကထရင်တော့ဒိုးဝါလက်ချီဝါအရှက်ခွဲသွားပြီးတော့ K3C ကနေပြောင်းသွားတယ် K2C ကရင်တရားချင်း သူတို့ဒီဒေ၃ဖွဲ့နဲ့မဟာမိတ်လှုပ်ထားပြီးတော့ဘုံသဘောတူညီချက်လက်မှတ်ရေးထိုးထားတယ်လို့ပြောတဲ့အတွက်ဒီ၃ဖွဲ့ရဲ့အာဏာချက်ဒီ၃ဖွဲ့ကလက်နက်ကိုင်နိုင်ခြင်းပြီးအာဏာရှင်စနစ်ကျေသုံးပြီးတော့ PDF တွေကိုရေးရဲဆက်ဆက်နှိပ်ဆက်တပ်ဖြတ်နေတဲ့ကိစ္စကိုကျွန်မထောက်ပြခြင်းဖြစ်တယ်။ခင်ဗျားတို့ဇင်းမအောင်ပါဝင်အန်လူကြီးကဘာအတန်ထွက်ရေးတယ်။ကျွန်မမေးမိ EU EU တွေကို ဒါ AO တွေကသူတို့နေမိမှာမို့လို့သူတို့ကျင့်သုံးနေဆိုသူတို့ငေါ KNU ကလည်းသူတို့နေမိမှာမို့လို့ KND ကလည်းသူတို့နေမိမှာမို့လို့ KR ကလည်းသူတို့ပြနေမှာမို့လို့သူတို့ကြိုက်တဲ့ဥပဒေနဲ့သူတို့အုပ်ချုပ်တယ်ဆိုရင် NUG လောက်က PD အဖွဲ့တွေကိုပေါ့ထိန်းချောင်းနိုင်ကြလားကျွန်မမေးမယ်2021တဲ့ကဖြစ်ခဲ့တယ်ဟုတ် NUG လောက်အောင်မှရှိတယ်ရင်းမပင်ကဘူဘူတမ်းမီတို့ခွဲ။နော်ဘူတမ်းမီအကြောင်းကိုကျွန်မခဏခဏပြောရဲနော်။ဘူတမ်းမီဆိုတာလူမဟုတ်ဘူးနော်ဖုန်ချီ။နော်ခင်ဗျားတို့ခင်ဗျားတို့ဝေဝါးနေမှာဆိုလို့ပြောပြတာ။ဘူတမ်းမီဆိုတာက ုတော်ပါကဆိုတဲ့အဲ့ဒီတပည့်အင်းရွာအကြောင်းကဘုန်းကြီးအကြောင်းကဘုန်းကြီးအဲ့ဒီဘုဒ္ဓမနိအမြခံတပည့်အင်းရွာဘုန်းကြီးအကြောင်းကဥတော်ပါကတည်းနော်ရှင်မပင် PDF ဆိုပြီးဖွဲ့ရဲ့အဲ့ဒီရှင်မပင် PDF မှာစီယာပိလိတ်ကဥအောင်ကြီးမြို့ရဲ့တမတ်ပါတယ် ဦးအောင်ကြည်ညိုရဲ့သမတ်ပါတယ်အဲ့ဒီအဖွဲ့တွေကိုအန်နူဂျီကလက်နဲ့တွေထောက်ပံ့ပေးတယ်အဲ့ဒီမှာလက်နဲ့အားကိုးနဲ့နော် CRB ကဦးအောင်ကြည်ညိုသမတ်ရဲ့ဘူတန်မဏိခေါ်တဲ့တပင်းအင်းရွာဖုန်ကြီးဦးတော်ပေတာရဲ့သူတို့ဦးဆောင်ဖွဲ့ထားတဲ့ရင်းမပင် PDF ကအယက်သားပြည်သူတွေနဲ့သူတို့ PDF အချင်းချင်းကိုပြန်လဲဖမ်းဆီးတပ်ဖြတ်ခဲ့တယ်အယက်သားပြည်သူဆိုတာကသူတို့ပြောတဲ့အယက်သားပြည်သူသူတို့ပြောတဲ့အယက်သားပြည်သူဆိုတာသူတို့ကိုထောက်ခံတဲ့လူ တို့ကိုမထောက်ခံတဲ့လူဆိုရင်တို့ကပြူစောတိလို့တက်တယ်။တောင်ပြူစောတိမို့လို့တက်လိုက်တာအပြည့်မရှိဘူး။တို့ပြောတယ်။တို့ကိုထောက်ခံတဲ့လူမို့လို့အယက်သားပြည်သူလို့တို့တုံးတာ။ဆိုတော့တို့ကိုအားပေးနေတဲ့ပြည်သူဆိုတဲ့လူတွေနဲ့တို့ရဲ့လက်အောက်ငယ်သား PD ရဲ့အရှိချင်းကိုပြန်ပြီးတက်ခဲ့တယ်မဟုတ်။2021တည်းကဖြစ်ခဲ့တာ။အခု2025ရောက်ပြီ။ NUG ကဘလို့တောင်းဝင်ယူဖြစ်ရှင်းနေတယ်။ NUG ကိုယ်တိုင်ကအာဏာရှင်ဖြစ်နေတယ်။မဟုတ်ပါဘူးလို့ဘယ်သူညင်းမလဲ။ငင်းကျင်လဲဆိုရင်အခုရင်းမပင် PDF ဘူတန်မနေတို့ဥအောင်ချင်းညို့တမတ် CRPA ဥအောင်ချင်းညို့တမတ်တို့ဖွဲ့ထားတဲ့ရင်းမပင် PDF က ်တီးတက်ချင်းချင်းကိုအဲ့ဒီဖြစ်စင်ရနော်နောက်27တောင်ဖြစ်ခဲ့တာအဲ့ဒါဘာလဲဆိုတော့အဲ့ဒီရင်းမပင်မှာတေးရတယောက်မှာအရက်သားတယောက်ခြေထောက်ထိလိုက်တဲ့ညာရတော့ခြေထောက်ကျိုးသွားတယ် ခြေထောက်ကျိုးတဲ့အချိန်မှာမြို့ပေါ်တက်ပြီးဆေးကူးဖို့အတွက်အဲ့ဒီခြေထောက်ကျိုးသွားတဲ့လူနာကိုเนาะကျမတို့ပြောမယ်ဆိုလို့ရှိရင်ဒီဘက်ကပေါ်လန်နီယာတွေပေါ့နော်ပရာဟိတာဖွဲ့လို့မျိုးမိသက်ဌာနကမိသက်ဝင်တဲ့၄ယောက်ကကားနဲ့တင်ပြီးတော့အဲ့ဒီခြေထောက်ကျိုးတဲ့လူနာကိုဆေးရုံကိုလိုက်ပို့တာအဲ့ဒါကိုအဲ့ဒီမိသက်ဝင်တဲ့ညီကိုစီဒီယာမလုံးလို့ဖားဆိုပြီးတော့ CRPH ကအောင်ကျင်းညို့တမန်နဲ့ဘိုးတန်မနီကိုဖုံးကြီးဦးတော်ပါကသူတို့ကဖမ်းလိုက်တယ်ဖမ်းပြီးတော့ အဲ့ဒီ၆ကျိုးတဲ့ကောင်ကရက်သားပြည်သူကျန်တဲ့၃ယောက်တည်မိသက်ဝင်နှန်းဖြစ်တယ်အဲ့ဒီ၄ယောက်ကိုဖမ်းလိုက်တယ်ဖမ်းတဲ့အတွက်နော်သူတို့ PDF အချင်းချင်းအာဟီရိုဟီရိုတိုက်ကဟီရိုတိုက်ကဆိုရယ် PDF အခွဲကနေပြီးတော့ဟာဒီလူတွေကနော်အာတာမဲရက်သားပြည်သူတွေပါဒီလူတွေကိုအာမခံပေးပါလားနော်မတက်ပါနဲ့ဆိုပြီးတော့အာမခံပေးပါဆိုသွားပြီးတော့ဟီရိုအင်္ဂါဆိုရယ် PDF အဖွဲကသွားပြီးတော့ရင်းမပင် PDF အဖွဲရှင်မှာအာမသွားခံတာအဲ့ဒီသွားပြီးအာမခံရင်ဟီရိုတိုက်ကဆိုရယ် PDF အဖွဲကိုအကုန်လုံးတပ်လိုက်တယ် ပထမကခြေချိုးနေတဲ့လူနဲ့မိသက်ဝင်တဲ့နေကိုစီတီအမ်လို့လို့ဆိုပြီးဖမ်းလိုက်တယ်။ဖမ်းလို့ဒီလူတွေကိုပြန်လှုပ်ပေးပါဆိုပြီးအာမခံပြီးသွားပြီးတော့ဒီလူတွေကအရက်သားတွေပါเนาะဘာပြစ်မှမရှိပါဘူးဆိုပြီးအာမသွားခံတယ်။ဖီရိုးတိုက်ကားဆိုတဲ့ PDF အဖွဲ့ကိုတစ်ဖွဲ့လုံးကိုရင်းမပြင်ပြီးရက်ကတပ်လိုက်တယ်။အဲ့ဒီတိုက်ကားလို့နောက်တစ်တိုက်ကားတစ်ခုရှိသေးတယ်။အဲ့ဒါဘလက်တိုက်ကားဘလက်တိုက်ကားဆိုလို့ရှိရင်တပည့်ရင်မြို့နယ်တဲတော်ရွာတပည့်ရင်မြို့နယ်တဲတော်ရွာမှာဘလက်တိုက်ကားဆိုရင် PDF အဖွဲ့နဲ့ကျောင်းသားလေးများဆိုတဲ့ PDF အဖွဲ့တေရွာထဲမှာ PDF နှစ်ဖွဲ့ဖြစ်ပြီးတော့သူတို့တေရွာထဲမှာသူတို့ချင်းချင်းပြန်တက်တယ်ဟုတ် အဲ့ဒါကပြီးရတဲ့2024မှာဖြစ်ခဲ့တာအခုကျွန်မပြောတဲ့ရမပင် PDF ကနေပြီးတော့ Hero တိုက်ကားဆိုတဲ့ PDF ဖွဲ့ကိုပြန်တက်ထားတာ2020တည်းကဖြစ်ခဲ့တာအဲ့ဒီအမှုကိုမကျေနပ်တဲ့အတွက်တခြားသောအဲ့ဒီဇာတိုင်းတိုင်းမှာအခြေချတဲ့ PDF ဆိုတဲ့အဖွဲ့ပေါင်း60ကျော်ကနေပြီးတော့ NUG ကိုဒီလိုတခြားရှိပါတယ် NUG ကစစ်ဆေးပစ်ပေးပါဆိုပြီးတော့အတနာခန့်စားတင်ပြီးတိုင်ကြားခဲ့တာ2020တည်းကတိုင်ခဲ့တာအခု2025ရောက်နေပြီ အာနာရှင်ကိုအလိုမရှိပါဘူးအာနာရှင်စနစ်ကိုတိုက်ဖြတ်ပါရဲဆိုတဲ့အန်နူဂျီကိုတိုင်းကအာနာရှင်ဖြစ်နေပြီးတော့အန်နူဂျီကိုတိုင်းကအတနက်အားကိုနဲ့ကြီးနိုင်ငယ်ကြီးလုပ်နေတယ်မဟုတ်ပါဘူးလို့ညင်းကျင်တယ်လို့ရှိရင်ရှေ့ထွက်ခဲ့ပါကျွန်မစင်ခေါ်တယ်